ိုးပဲတောင်းမှာတော့နေနေတိုင်းမဟုတ်ပါတိုက်အထက်နေတိုင်းကြီးရှိတယ်သူတို့လည်းရှိတယ်ဒါပေမဲ့ဒီ grey wall ကတော့ထိထိရောက်ဆိုလို့ပုံလေးသားတူကြပါတော့တွေ့ရဆိုတော့ပြောရင်တော့ဖြစ်ချင်တဲ့အခါမှာဒီနေရာတစ်ခုလာရေးဖြစ်တယ်လို့တွေ့ရတယ်ဆိုတော့ဘေးပတ်ဝန်းကျင်စာအုပ်တွေရဲ့အနေထားကြတော့ပုံမှန်နေထားမှာရှိတယ်အဲ့တိတ်ပြီးထိရတဲ့စီဆုံးချက်မှုအကြီးကြီးမှသိမတွေ့ရဘူးဆိုတော့မြင်ကွင်းရာကြည့်မယ်ဆိုရင်ခင်ဗျားတို့လည်းတစ်ခုခုတော့သဘောပေါက်နိုင်မယ်ထင်ပါတယ်တစ်ခုခုသဘောပေါက်သွားလိမ့်မယ်ထင်တယ်ဒီမြင်ကွင်းကလုံးကြည့်ကြည့်လိုက်ပါဆိုတော့ဒါကတော့ပြူချမယ်ပြူချမယ်တိုက်ပါဒါကတော့ခရေဝေါ်ဟော်တယ်ဝေဝေါ်တယ် ဒါကိုရောတယ်ပြကြရနေတာဒါခေစိအဖွဲကိုဘကအစာဦးတစ်တည်းเนาะအတော်ဆောက်ရသူတွေပြင်မပုံကြီးချောင်းတွေเนาะဒီဘက်မှာတော့အခုစာဦးအောက်ကနေဗာမြတ်ထွက်လာမလဲဆိုရင်မင်းမင်းချင်းနဲ့စောင့်နေမိသားစုရောဟိုဘက်ချမ်းမှာရှိနေပါတယ်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့စကိုင်းမန္တလေးငလင်ဘေးအခြေအနေကိုကွင်းဆင်းလေ့လာနေတဲ့ကိုကျော်နုရုတ်တန့်နဲ့အတူငလင်လုတ်ပြီး15ရက်အကြာမင်းအောင်လင်ဇနီးသားနဲ့သမီးမိသားစုဝင်အားလုံးတောင်ကြီးရွှေဘုံပွင့်စီတီကိုရရချီထီတော်တင်တဲ့တွင်နဲ့ပါတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ပေးခဲ့ကြဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာအခုဒီနေ့အဲဘယ်လိုလဲပိုးရည်နေပေါ့နော်ကျွန်တော်အခုရောက်နေတာက sky villa sky villa ဆက်တက်တက်ပြိုကြတဲ့နောက်ဖက်ချမ်းပေါ့အားလုံးကတော့ဒီလမ်းမဘွားအချမ်းဘွဲအားလုံးပြောကြတယ်ဒီဘေးချမ်းဘွဲပြောကြတယ်အခုကကျွန်တော်နောက်ဖက်ချမ်းပေါ့နောက်ဖက်ချမ်းနေမြင်ရတဲ့မြေခွန်းကိုကျွန်တော်လိုက်ရိုက်ပြတာပါအဲ့တော့ကယ်ဆယ်ရေးဖွဲ့တွေကလည်းသူတို့ဟိုမှာမြင်ရတဲ့အချိန်မှာကြိုးစားပန်းသားတော့ကယ်ဆယ်ရေးရှောက်ဖွေးလုပ်နေကြတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ကကယ်ဆယ်ရေးဆိုတဲ့လုပ်ငန်းစဉ်ရယ်ရှောက်ဖွေးလုပ်ငန်းစဉ်ရယ်နောက်တစ်ခါဒီဒီအဆောက်အဦပြည်ကြီးကိုဖြိုးဖျက်ရေးဆိုတဲ့လုပ်ငန်းစဉ်ရယ်ရှိတာပေါ့နော်အဲ့တော့ကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာတော့ကျွန်တော်ထင်တယ်ဒီ ပြောကြတော့တဲ့အခင်းချင်းပုံစံရဆိုရင်တော့စိတ်မကောင်းစွာပဲအသက်ရှင်လေးရဲ့ပြန်နိုင်တဲ့လူကတော့မရှိတော့တော့လူစားပါတယ်ဘာလို့လဲဆိုတော့ဒီနေ့ဆို12ရက်မြောက်ရှိလာပါပြီအာပြီးတော့ဒီရှာဖွေရှာဖွေဆိုတာကတော့ချမ်းမပါဘူးရှာဖွေကတော့ဒီထက်မှာဒီနေခဲ့တဲ့သူတွေ channel လွတ်သွားလွတ်မြောက်သွားတဲ့မိသားစုတွေနေတဲ့ပိုက်ဆိုင်တဲ့ပစ္စည်းတွေဆားရဆားနေရွှေတွေငွေတွေဒါတွေလည်းသူတို့ ကြားရတဲ့ဟာတွေဆင်းရဲတဲ့ချက်ကြားရတာတွေ့တာနဲ့ချက်ချင်းဆင်းယူယူပြီးတာနဲ့ဒီဘက်ကအုပ်ချုပ်ရေးရုံးဖွဲ့စီကိုပေးပြီးတော့ဆင်းအနံပြီးတော့အဲသက်ဆိုင်ရာတာဝန်ရှိတဲ့မိသားစုတွေစီကိုပေးတဲ့ပြန်ပြီးတော့အနံနဲ့ဆင်းရဲတဲ့အတိအကျအနံနဲ့ပုံစံမျိုးတစ်ဖက်မှာလုပ်နေပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်သက်ဆိုင်ရာတာဝန်ရှိသူအကြီးအကဲတယောက်ကိုလည်းကျွန်တော်မိထားတာကျွန်တော်မိထားတာရှိပါတယ်။အဲ့တော့အားလည်းပြီးရင်ဖွင့်ပြပါမယ်။အဲ့တော့လောလောဆယ်ကဒီမှာကျွန်တော်တို့မြင်ရတဲ့နောက်ကျောမြင်ရတဲ့မြေခွင်းအရာဒီဟာဆိုတော့တိုက်ကလုံးဝကိုပုံလေသားပြိုချသွားပြီးတော့အော်ဟိုမြင်ရတဲ့မြေခွင်းအရာကိုကြည့်ရဒီလိုပြူပြူရှင်းရှင်းလေးမြင်လိုက်ပြီဆိုကြရ ကျွန်တော်တို့ဒီကြောက်အားလုံးဘာလို့မဆိုကောင်းခါပြီးမှသိကြတယ်သွားပြီးဆိုရယ်ပေါ့နော်ဆိုတော့ဒီမှာနေထိုင်ရတဲ့သူတွေတော့နေနေထိုင်ရတဲ့သူတွေတော့တော်တော်ကန်ဆိုးရနေတိတိပါပဲအဲဒီနေရာတော့နော်ဆိုတော့နောက်ပိုင်းမှာမြန်မာနိုင်ငံမှာရှိတဲ့အစားအုပ်တွေစောက်ကြမယ်ဆိုရင်တော့ငလင်တန်ခံဖို့ထက်ထွက်ကြဖို့လိုပြီးလို့ယူဆပါတယ်ဒီအစားအုပ်တွေမှာမူလကျွန်တော်သိခဲ့တဲ့လူပေါင်း400ကျော်နေထိုင်ခဲ့ကြပါတယ်400ကျော်ထဲမှာတချို့တွေကန်ကောင်းစွာဖြင့်တချို့ဆိုရပါဆိုကန်ကောင်းစွာဖြင့်အဲ့ဒီ28နှစ်မနက်အစောကြီးကြမှာ အခြားနေရာကိုတော့တက်သွားတယ်ဟိုပြင်းဦးလုံတက်သွားတဲ့လူတွေအလဲဘက်ထွက်သွားတဲ့လူတွေသူတို့မိသားစုတွေကလွတ်ကင်းသွားခဲ့ပါတယ်ဒါပေမဲ့ဒီထဲမှာတချို့အလဲရောက်လာတဲ့လူတွေတခါမှမရောက်ဘူးပဲအဲ့ဒီနေ့ငလင်ကျူငလင်လှုပ်ခတ်ခါနေကြမှာရောက်လာတဲ့လူတွေကြတော့လေဒီထဲမှာကန်ဆိုးသွားပြန်ပါသွားခဲ့ကြတယ်ဘောနော်ဒါကြောင့်မို့လို့ ကျွန်တော်တို့ကကန်တရားနဲ့လဲဆိုင်ပါတယ်ကန်လည်းလိုအပ်ပါတယ်တချို့ကကန်ကောင်းသွားပြင်မနခင်းလေးကြမှာကတ်လို့သွားတယ်တချို့ကကန်ဆိုးသွားပြင်ပဲဒီအခြေကိုအဲ့မိနစ်ပိုင်းလေးကြမှာဝင်လာခဲ့ကြတယ်သူအများကြီးတွေ့ရပါတယ်အဲ့တော့ဒါနောက်ကနောက်ကမြင်ကွင်းလေးရဲ့ဟာလေးပြောရဖြစ်ပါတယ်အဲ့တော့အခြားသောရှေ့ဘက်ထားနေရရှုတော့မြင်ကွင်းလေးလည်းကျွန်တော်လှည့်ကြည့်ရိုက်ကြည့်ပါဦးမယ်ကိုယ်နေဟိုင်းဆောင်းနေ နေရာလေးကတော့ကျွန်တော်တို့ပြီးခဲ့တဲ့28သုံးလ2025ရင်းနေကဒီမန်လေးပြည်ထောင်ကလေးလှူရှားမှုကြောင့်မို့ဒီထိခိုက်ပျက်စီးမှုကျွန်တော်တို့ခရိုင်အတွင်းမှာတော့အများဆုံးနေရာဖြစ်တဲ့စကိုင်းဘီလာဒီကွန်ဒိုနဲ့ပတ်သက်ပြီးတော့မှရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ကြည်ကြက်ကိုကရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်ဒီယုံလေးကိုဖွင့်လှစ်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။အဲ့တော့28ရဲ့3လ2025စတင်ပြီးတော့မှဒီမန္တလေးပြည်ထောင်ကလေးကြီးဖြစ်ပေါ်တဲ့အချိန်မှာကျွန်တော်တို့ဒါတိုင်းတွင်းမှာရောကျွန်တော်တို့ခရိုင်တွင်းမှာမန္တလေးမြို့ပေါ်မှာနေရာအများကြီးကျွန်တော်ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။အဲ့ထက်မှပါဒီစကိုင်းပီလာကတော့လူနေထိုင်မှု များတယ်။နောက်ထိခိုက်မှုဆုံးရှုံးမှုအများဆုံးနေရာလည်းဖြစ်ပါတယ်။ဖြစ်တဲ့အတွက်တိချားကိုကျွန်တော်တို့ ဒါတိုက်တိုက်အစိုးရဖွဲ့ရဲ့လမ်းညွှန်ချက်အရခရိုင်အဆင့်ဌာနဆိုင်ရာတွေတိုင်းအဆင့်ဌာနဆိုင်ရာတွေဒီရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေအဖွဲ့စည်းပြီးတော့မှကြီးကြပ်ကွယ်ကွယ်ရုံကိုကျွန်တော်တို့28နှစ်ညနေမှာပဲစတင်ပြီးတော့ဒီနေရာလေးမှာထိုင်ပြီးတော့မှဌာနဆိုင်ရာများကယ်ဆယ်ရှာဖွေကိစ္စများစီမံခန့်ခွဲရေးလုပ်ငန်းများကိုကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်အဲ့တော့လက်ရှိအခြေအနေကျွန်တော်တို့ဒီ Sky Miller မှာဆိုရင်အစင်းရတိုင်ကြားပြီးတော့မှနေထိုင်တဲ့ပုံကိုယ်တွေရှိပါတယ်နိုင်ငံခြားသားတွေရှိပါတယ် ။နောက်ကျွန်တော်တို့စကိုင်းပီလာလည်းကွန်ဒိုဖြစ်တဲ့အတွက်လာရောက်ပြီးတော့မှပြင်ပကနေဒီစတိုးတိုင်လာတာတို့ရေကူးကန်လာတာတို့ဒါတွေလည်းရှိပါတယ်။အဲ့တော့ကျွန်တော်တို့အစင်းရတော့ဒီမှာအစင်းနဲ့နေထိုင်ပြီးတော့မှတိုင်ကြားသူကတော့400နဲ့300ဦးရှိပါတယ်။အဲ့လိုပဲနာဂျာရာ82ဦးရှိပါတယ်။စာနာတော်အဖြစ်မျိုးလချင်းအဖြစ်ရှိမလားရှိမလားဆိုတဲ့မျိုးလင်းခြင်းတွေတော့ကျွန်တော်တို့စူးစမ်းပြီးတော့မှဒီကဲဆယ်ရှာပွေရေးအဖွဲ့တွေကဒီနေ့အချိန်ထိဆက်လက်ပြီးတော့မှကျွန်တော်ဆောင်ရွက်နေတယ်လည်းဖြစ်ပါတယ်။ ဒါလေးကိုလည်းအသိပေးလို့ပါအာအခုကျွန်တော်ရောက်နေတာကဒီအလုံးဒီမန္တလေးငလျင်မှာနာမည်ကြီးတဲ့ The Great Wall ပေါ့နော် Great Wall Hotel ကြီးရဲ့ရှေ့ရောက်နေပါလေဒါတော့ Great Wall Hotel ကြီးရဲ့ဒီဘက်ပျိုရဲပျိုပျိုကြပြည့်စည်ပြီးသားအလုံးကိုဖြိုချလိုက်တာဖြစ်ပါလေပိုချမ်းအလုံးကိုလည်းမကြရင်ဖြိုမယ်လို့ပြရပါတယ်အာဘာလို့ဆိုဒီ Great Wall Hotel ကအလုံးကြီးမှာနာမည်ကြီးရပေါ့ဘာလို့နာမည်ကြီးလဲလို့မေးရင်လူတွေကအာဒီ great hotel နဲ့ပတ်သက်ရင်သူလိုသူလိုသတင်းမျိုးတွေဖတ်ကြတယ်။နောက်ဆုံးဒီနေ့မနေ့ထီအောင်ထွက်တဲ့သတင်းတွေကိုရှိတယ်။အာ great hotel ကြီးတွေမှာမသိရင်ပဲဒီအောက်မှာ ဝိစီဝါတွေတုံးလိုက်တဲ့ရှိတယ်ဆိုတဲ့ဘောမျိုးဒီဝါရဖြန်တာတွေ့ရတယ်။တကယ်ဟုတ်မဟုတ်ကတော့အခုဒါချာဖွေနေတဲ့ဖွဲ့တွေကကောင်းကောင်းသိပါတယ်။အဲ့တော့ဒီမြင်ခွင့်ရပြောမယ်ဆိုတော့ရှိမရှိတော့ခင်ဗျားတို့မြင်ခွင့်ကိုကြည့်သိနိုင်ပါတယ်။အဲ့တော့ဒါခါကြရင်ဒီကောလာလာသတင်းတွေကတိတ်ချောက်စရာကောင်းပါတယ်။ ါဒါက Grey War Hotel ကြီးရဲ့ပြောကြတဲ့ Grey Hotel ရဲ့နောက်ဖက်ဆန်နောက်ဆန်ဆိုင်ပေါ့နော်နောက်ဆန်ဆိုင်ကိုကျွန်တော်ဒီကနေကြည့်တာပါဟိုရှိရတော့စက်တွေပေါ်နေရဖြစ်နေတယ်ဝင်လို့မကောင်းလို့ကျွန်တော်နောက်ဖက်ကနေပြန်ပတ်ဝင်တာပါအဲ့တော့ကျွန်တော်တို့ပေါ်လေးနဲ့တက်ချင်မှာရတော့ပေါ့နော်ဟောโอเคဖြတ်ဆက်အာဒီမှာဒီမှာ ဆေးဖြန့်တဲ့လုပ်သားတွေလည်းရောက်နေတယ်ဆေးဖြန့်တဲ့ဆိုတာကကြည့်ရတာ dead body အလောင်းတွေပါတယ်အထက်မှာပိတ်မိနေတာမျိုးကိုဖြည့်ဖြန့်မှုဖြစ်ပါတယ်နောက်တစ်ခုကတော့ဟိုကတော့ဒါတန်ချောင်းတွေကိုပယ်ရက်ဖွဲ့တယ်ကျွန်တော်တက်ကြည့်ပါမယ်ສຸຍຍານດານແລ້ວຈ້າເລສຸຍຍານດານແລ້ວຈ້າເລມາແນ່ເດີ້ອີກຄັ້ງມາຂະຍະສາອົງສາອົງຢູ່ຈ້າເລສາອົງໄປຢູ່ຈ້າເລມາເດີ້ລູຕົງຄົນພິສີອະໂຊສາດນາດີແລ້ວຕື່ວ່າ ဟာဟာဒါတော့ကေသေးပြင်မှန်ခက်ခက်လုပ်နေရတဲ့အဖွဲ့တွေပါ။ဒါပြီးတော့သူတို့လည်းပြင်မှန်လုပ်နေရတော့တွေ့ရတယ်။ဆက်ဆက်လုပ်နေရတွေ့ရတယ်။ဒါဆိုတော့မရမ်းကိုလည်းကူရတော့မဟုတ်ဘူး။အစာဦးကြီးကအကုန်လုံးအပုံရည်ပြီးအုပ်ပုံကြီးကိုဖြစ်သွားတယ်။အဲ့တော့ကျွန်တော်တို့ခက်ပါလိမ့်မယ်။ဒီအောက်မှာပြီးမိနေတဲ့အောက်မှာလူပေါင်းများဟိုခွဲလုံးဆောင်သွားတဲ့လူတွေလည်းအများကြီးရှိနေနိုင်ပါသေးတယ်။နော်။ ာအခုဒီစောက်ဆိုတာဒီဘက်ချမ်းပြိုကြတဲ့စောက်ဦးဒီဘက်ချမ်းမပြိုတော့မပြိုရင်ပဲညိုင်သွားပြီအဲလူဆက်နေလို့မရတော့ဘူးတကြတာတော့အဲဆက်မလူဆက်နေလို့မရတော့ဘဲနဲ့ဒါလည်းပြိုချမယ်ဟာလို့ပြောတော့နော်အဲ့တော့ဒီဘက်ချမ်းတော့ပြိုပြီးသွားပြီဘက်ချမ်းကိုလည်းမကြမ်းပြိုပါလိမ့်မယ်အဲဒီကကျပြိုတဲ့ခါမှလည်းမတက်ကြတယ်တုံးပြီးတော့တက်ကြတော့တုံးပြီးတော့တန်နေချရတယ်ဒါဆိုတော့ဒေါ်ရီကဘယ်လိုလဲဘယ်လိုလဲကောကောတန်နေတန်နေကဒပင်းချီလေးကိုရှုပ်လာတဲ့ခါဒပင်းချီလေးကိုရှုပ်လာတဲ့ခါ တာဖြတ်လိုက်ရတယ်ဆက်ပြီးမှတို့ကလည်းကော်ပြီးခေါ်ရတယ်ဆိုတော့အဲ့လိုဆိုမှရတာပေါ့အဲ့ဒီဒီပုံရဒီရင်ထားရမယ်သဘောမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုဘလောက်ခက်ခဲကဲသိန်းလောက်ရလဲဆိုတော့ဒီကနေ့ညီကိုပြကြနေတာပါ များတော့ပဲစဉ်းစားကြည့်တော့ဗျာစဉ်းစားကြည့်တော့ဒီအပုံကြီးရဲ့အောက်မှာသူတို့ပုံပေါ်ကပြောနေတဲ့ဘူးရီဆိုပါရရှိတယ်လို့ဟိုဟာရှိတယ်ဒီဟာရှိတယ်လို့အဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့ဆိုအကြောင်းပြချက်တွေကခိုင်လုံပါဟုတ်မလားပေါ့ဆိုတော့ဒါကလည်းဆိုတော့ဒီလောက်ပြပြတော့တဲ့အဆောက်အဦးကြီးကိုရုပ်တရက်တွေ့ရလူဆွဲကြလို့ရလာတဲ့ဒေသမျိုးမလဲပါဘူးအဲ့တော့ဆက်ရက်ဆက်ဒီလိုမျိုးဘူရစာကြီးနဲ့ကော်ပြီးတော့ကော်ပြီးတော့ဖယ်တာတော့တော်တော်ခက်ခဲဖယ်ရတာဗျာတော်တော်ကိစ္စဆိုဘယ်လိုလွယ်မလဲအဲ့ဒါကိုတို့တွေကဒီပုံလမ်းမျိုးစုံနဲ့ပုံဖြတ်တော့ဆိုကြတယ်ဒါကငလျင်ပေးပါဒီလိုပေးမဟုတ်ပါဘူး တော့ငလျင်ဘေးမှာအားလုံးကထိခိုက်ခံစားရတယ်အတူတူပါပဲအဲ့တော့ထိခိုက်ခံစားရရင်အတူတူကိုမလိုလားတဲ့ပုံဖြက်ရေးသားမှုတွေဒီပတ်တက်ကလူတွေကြားထဲမှာဩတော်မဖြစ်လို့တဲ့ဟာတွေကမကောင်းတဲ့ပြည်ရတယ်ဟုတ်တယ်လေခွေရဲ့ကဲကဲကဲရတဲ့မြင်ကွင်းကိုပဲကျွန်တော်ကြည့်လိုက်ရင်တော့အတွေ့အကြုံလေးမြဲပြီးတော့ဒီစာဦးပိုင်ရှင်တာဝန်ရှိသူတွေလည်းသူလည်းခေါင်းကိုက်နေမှာပဲခေါင်းခဲနေမှာပါပဲဘာလို့လဲဒီစာဦးပြေးကြတော့ချင်းပုံမှာသူတို့တာဝန်ယူတာဝန်ခံမဲ့လို့တွေကအများကြီးတွေ့ရပါတယ်အများကြီးရှိနေပါတယ်အဲ့တော့မြင်ကွင်းတွေကိုကြည့်လိုက်ပါ က်ဘော်ရီကြီးရအောင်ဆဲဖို့တော့ကိုရုရှားအဖွဲ့တွေနဲ့မြန်မာအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့အကောင်းဆုံးကြိုးစားနေကြတာဖြစ်ပါတယ်။ဆိုတော့ကျွန်မကတော့ဒါလိုကိစ္စကိုတွေမာကတ်တို့အဲ့လိုမျိုးဟိုတန်ကျောင်းတန်ကျားကြီးဈာမသူကဲကဲသွားပြီးတော့ကဲနေတာတွေ့ရပါတယ်။သူတို့အောက်ကိုဆင်းပြီးတော့ခေါ်နေတော့ပြီးတော့ရှင်းတဲ့သဘောတွေ့ရပါတယ်။ဒါသိသိချင်းပေါ့။ ရတာတော့ဆက်ပစ္စည်းတွေနဲ့ဆက်ပစ္စည်းတွေနဲ့တန်ဖြတ်လွှတ်တွေနဲ့တန်ဖြတ်ညက်တွေနဲ့တန်နေလို့ဆိုဖက်တာအခုမြန်မာတိုင်းတန်တွေကဟိုသဘင်ကြီးလိုမျိုးရှုပ်ခွေးနေတဲ့ခါကျတော့တို့ဒါကိုကော်ဖို့ကိစ္စပါဒီကော်ရဲနဲ့ကော်ရဲခါမှာခက်တဲ့ပုံပေါ်တယ်အဲဒါကြောင့်တန်ဖြတ်လိုက်လို့ညက်တယ်ညက်ပြီးတော့မှအတုံးတွေဆိုကော်တယ်ဒီလိုပုံစံမျိုးနဲ့အလုပ်တယ်လို့ကျွန်တော်ယူဆပါတယ်အဲတော့အခုမြန်မာရဲ့မြင်ကွင်းရဆိုတာတန်တွေကိုတန်ဖြတ်တန်ဖြတ်တဲ့စက်ကရီယာနဲ့ညက်နေပါတယ်နောက်မှတန်ဖြတ်တဲ့ဥပစာနဲ့သူဖြတ်ဖို့ကြိုးစားပါတယ် ဆိုတော့ဖြစ်နိုင်ရင်တော့ဒါမျိုးတန်ပြက်လွှာတွေ၁၀လုံးလောက်၅လုံး၁၀လုံးလောက်ရှိမယ်ဒီတန်ပြက်တဲ့ညက်တွေလည်း၄၅၆၀၀၀လောက်ရှိမယ်ဆိုရင်ဒါတွေကအများကြီးနိုင်ပါတယ်အဲ့တော့ကောကလည်းဒါနဲ့ပိုကြီးတဲ့ကောကြီးနဲ့ပေါ်နိုင်ရမယ်ဆိုရင်တော့ပိုပြီးတော့ကောင်းပါလိမ့်မယ်အခုကလောလောဆယ်တော့ကြည့်ရတာဒီပုံစံလေးဆိုရင်တော့ဒါအရင်နေ့ဆုံးရက်သရပတ်ဒီနှစ်ပတ်သုံးပတ်လောက်ကြာအောင်ကြာတော့မယ်သဘောရှိတယ်အားလုံးပုံပြီးလို့လေအဲ့လိုကြာတော့မယ်သဘောရှိတယ်ဒါတော့ဒီနေ့ကနေဒီကောမှာဆက်ပြီးတော့နှိုးနေပါတယ် တို့ရေအခုအခုတူးဖော်နေတဲ့နေရာကဒါဒါဒါ reception area လို့ခေါ်တယ်အာဒီအောက်မှာ reception အောက်မှာညက်ပြီးတော့ပြီးပြီးတော့ခွလွန်သွားရရှာတဲ့ dead body ပေါ့နော်အလောင်းပေါ့ dead body အလောင်းတွေရလိမ့်မယ်ဆိုယူဆခြင်းနဲ့အခုဒါရှာဖွေနေကြတာဖြစ်တယ်အဲ့တော့ဒီရှာဖွေနေတဲ့အဖွဲ့က အခုဒီလောက်အုံပြီးဒီချက်ချက်နဲ့တော့ခုချင်းဖြတ်နေတဲ့ဘောကဒီဘောကနေဒီနေရာကနေပြီးတော့အဲထားပါတော့သစုံတယောက်ကအလားသစုံတယောက်ကဒက်ဘော်ကြီးဒက်ဘော်ကြီးလိုယူဆရတဲ့အစားအနာတခုခုရတော့မယ်လို့ကောက်ချက်ချပြဖြစ်နေတာပါအားလုံးကဝိုင်းပြီးတော့တိုးသားနေကြတာတွေ့ရပါတယ်အဲ့တော့သိမကြပါဘူးများဒက်ဘော်ကြီးတခုများရနိုင်မလားပေါ့နော်ပြီးတော့သူတို့ရဲ့သက်ဆိုင်မှုမိသားစုဝင်တွေကလည်းကျွန်တော်တို့လမ်းဘေးဒီဘက်ဧရိယာမှာလာဆောင်နေကြတာကိုကျွန်တော်တွေ့ရပါတယ်ဘာလို့လဲကျွန်내ကျန်ရဲ့မိသားစုတွေကလည်းသူတို့ရဲ့မိသားစုဝင်တွေရဲ့ဒက်ဘော်ကြီးလေးပဲဖြစ်ဖြစ် အဲအထိမ့်မဲ့ပစ္စည်းလေးတစ်ခုပြီးအဝတ်အစားလေးတစ်ခုပြီးတစ်ခုလေးရလိုက်ရင်တို့မှလည်းစိတ်ပိုင်းဆိုင်ရာအရာအဲခြေနဲ့ချီမှုခြေခြေနဲ့မှုလေးရသွားပြီရလို့ရများဆိုတော့ကျွန်တော်လက်ချက်ကလေးတွေနဲ့အဲလမ်းတစ်ဖက်တစ်ချက်မှာလာဆောင်နေတဲ့မိသားစုဝင်တွေလည်းတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ကတရားဆက်ကြည့်နေရပါဘောဆက်ကြည့်နေရပါဘောအကိနာတက်ပေါ်လေးတစ်ခုတွေ့ခဲ့မယ်ဆိုတော့ဒါလည်းတော်ဒီကြောက်ဖွဲ့သေးကြဲသေးဖွဲ့တာဒီနေ့အတွက်တော့တို့တော်တော်လေးလုံနိုင်ရဲ့ပြန်ချင်လုံနိုင်ရဲ့ဆိုရက်ကြံဟားကျော်နဲ့ပါတော့ဘောပေါ့နော်အဲ့လိုပဲကျွန်တော်ပြောရပါဘူးတစ်ကလုံးတကယ်လို့အဲအတုံးလုံးလွှဲချော်ဒါရှိရင်လည်းတောင်းပန်ပါလား တချို့ဟာတွေကကျွန်တော်တို့နားမလည်နိုင်တဲ့သကလုံးတွေလည်းရှင်းနေတာတော့เนาะအဲ့တော့ဒီမြင်ကွင်းလေးပဲကျွန်တော်ကြည့်ပြရစီဒီချာလေးကြည့်ပါဟုတ်တော့ အခုမြင်ရတဲ့မြင်ကွင်းတွေအရဆိုရင်တော့တို့ရုရှားကလေးဖွဲ့မြန်မာဖွဲ့တွေပူးပေါင်းပြီးတော့အထက်ကိုတော့တော်တော်လေးအောက်ကိုတော့တော်တော်လေးနှိုက်ပြီးတော့ကြည့်နေတဲ့သဘောရှိတယ်။ Grey Hawk တဲ့အားလုံးတွေလည်းအောက်ကိုမြောက်ကိုနှစ်ထပ်လောက်မြောက်ကိုနှစ်ထပ်လောက်ကျွန်သွားတာဖြစ်ပြီးတော့အပေါ်ဆုံးတရေအင်တာနက်ဖြစ်နေတာဖြစ်တဲ့အတွက်ဒါကပို့နေပြောရင်တော့တို့လည်းအောက်ကိုတော်တော်နှိုက်ပြီးတော့သဘောရှိတယ်။ဒါကမြည်ကြီးသားမဟုတ်သေးဘူး။အခုမြင်ရတာအောက်မြည်ကြီးသားမဟုတ်သေးဘူး။အောက်ကအောက်မမြင်အောက်ကိုနှစ်ထပ်မြုပ်နေတာရှိသေးတယ်။အောက်တိုင်းနှစ်ထပ်တိတိမြုပ်တယ်။နှစ်ထပ်ဆိုတာကအနည်းဆုံး အဲအနည်းဆုံး15ပေနဲ့18ပေလောက်ပတ်လည်လောက်ရှိတယ်။အောက်ကိုမြုပ်ဝင်သွားတာလို့ပြောလို့ရတယ်။ဆိုတော့ဟိုမှာတော့ဦးလောတယ်ဆွတ်ထုတ်ထားတယ်တော့တွေ့ရ။ဘာလို့ဆွတ်ထုတ်လို့တော့မသိဘူး။ဒါပေမဲ့တွေ့ကြတော့တော့တခုခုတော့ဒီအောက်ကနေဟိုရက်လက်တခုခုတော့ထွက်လာမယ်လို့ယူဆတယ်ဗျာ။အာဒါကကေသေးဖွဲ့လေးကဲနေတဲ့မြင်ကွင်းနောက်တစ်ခါလမ်းမတန်းကိုကစောင့်မြုံနေတဲ့မိသားစုဒါတော့လုံးဝလုံးတကယ်နဲ့မြင်အောင်ပြတာပါပြီးတော့ဒီကနေမြင်စေခြင်းနဲ့ကျွန်တော်မြင်စေခြင်းနဲ့မြင်ကွင်း သိသင့်ရှိပါတယ်ဒါ Grego Holiday ရေပြောကြသွားတယ်ဘေးမှာလဲ iCar ဆိုတဲ့ဒီ car servicing company လဲစာအုပ်လေးလည်းပြောတယ်ရှေ့မှာတော့ရှေ့မှာတော့ဖုန်းကြောင်းနေရှိတယ်အိုးဘယ်တော့မှာတော့နေနေတိုင်းမဟုတ်ပါဘူးတိုက်အထက်နေတိုင်းကြီးရှိတယ်သူတို့လည်းရှိတယ်ဒါပေမဲ့ဒီ Grego ကတော့တိတိယောက်ဆိုလို့ပုံလေးလားပြောကြပါအောင်တွေ့ရဆိုတော့ပြောရင်တော့ဖြစ်ချင်တဲ့အခါမှာဒီနေရာတစ်ခုလာရေးဖြစ်တယ်လို့ပတ်တွေ့ရတယ်ဆိုတော့ဘေးပတ်ဝန်းကျင်စာအုပ်လေးရဲ့အနေထားကြတော့ပုံမှန်အနေထားမှာရှိတယ်အဲ့တိတ်ပြီးထည့်ရတဲ့စီဆုံးချက်မှုအကြီးအမားတိတ်မတွေ့ရဘူးဆိုတော့ မြင်ကွင်းရာကြည့်မယ်ဆိုရင်ခင်ဗျားတို့လည်းတစ်ခုခုတော့သဘောပေါက်နိုင်မယ်ထင်ပါတယ်တစ်ခုခုသဘောပေါက်သွားလိမ့်မယ်ထင်တယ်ဒီမြင်ကွင်းကိုလုံးကြည့်ကြည့်လိုက်ပါဆိုဒါတော့ပြူကြမယ်ပြူကြမယ်တိုက်ပါဒါတော့ Grey Wall Hotel Grey Wall Hotel ဒါ Grey Wall Hotel ပြကြရမယ်ဟာဒါကယ်ဆယ်ရေးအဖွဲ့ကိုဘကအစာဦးအတိတ်တွေနော်အတားဆောက်ရတဲ့တွေပြီးမှဖုန်းကြီးကြောင်းတွေနော်ဒီဘက်မှာတော့အခုစာဦးအောက်ကနေဗာမြက်ထွက်လာမယ်ဆိုရင်မင်းမင်းချင်းနဲ့စောင့်နေမိသားစုတွေဟိုဘက်ချမ်းမှာရှိနေပါတယ် တဲ့နေရာကျွန်တော်တို့ကကချင်းထဲမှာတာဝန်ထမ်းဆောင်နေတယ်။တာဝန်ထမ်းဆောင်နေငလင်လုတဲ့အချိန်မှာကျွန်တော်တို့ထွက်ပြေးတယ်။အဲ့မှာလွတ်သွားတယ်။အဲ့လွတ်သွားပြီးတဲ့အပြင်မှာကျွန်တော်တို့အဲ့လိုဖြစ်တဲ့အချိန်မှာတော့ဒီဘက်ကပေါ့ဗျာမန်နေဂျာတို့ဘာတို့ပါစသည်ပြန်ပေါ့။ဒါသူတို့အဲ့အချိန်မှာတေးလာရှင်တာကျွန်တော်တို့မသိဘူး။အဲ့တကယ်တကယ်ကျွန်တော်တို့ဖြစ်လိုက်တဲ့အချိန်မှာလိုက်ပြီးတော့မန်နေဂျာလည်းအောက်ဆုံးကနေနေပြီးတော့တွေးတန်ရေးရေးနဲ့ထွက်လာ။ထွက်လာတော့အဲ့မန်နေဂျာကိုကျွန်တော်ကိုယ်တိုင်ထမ်းပြီးတော့အာစီဖြည့်ဖြည့်အာစီဖြည့်ဖြည့်ဆိုပြီးတော့ထမ်းထုတ်အဲ့မန်နေဂျာနောက်မှာပါတယ်ကျွန်တော်တို့ဝန်ထမ်းနေ။ အဲ့ဝင်ထမ်းလေးကိုလည်းကျွန်တော်တို့ကိုယ်တိုင်ပဲရသမျှဆယ်ထုပ်တယ်။နောက်ဒီမှာတက်ကရိုမှာလာပြီးတော့ဘွဲယူနေတဲ့အဲသားမိသားဖားတွေပေါ့။အဲ့သားမိသားဖားတွေဆိုလည်းကျွန်တော်ကိုယ်တိုင်ထမ်းထုပ်ပေးလိုက်တာ။အန်ဒီရောအန်ဂီရောအသက်50ကျော်လောက်ရှိတယ်။လက်ဝင်တစားအပြည့်စုံတဲ့ကျွန်တော်တို့ကိုယ်တိုင်ထမ်းထုပ်တယ်။အဲနောက် ကျွန်တော်တို့ခိုင်းတဲ့ထဲမှာဝင်ထမ်း၄ယောက်ပိတ်မိတယ်။အဲ့ဝင်နှန်း၄ယောက်လုံးကိုလည်းကျွန်တော်တို့ကြံတဲ့လူတွေကကြံတဲ့လူတွေကိုပဲကယ်ဆယ်ခဲ့တယ်၄ယောက်လုံးရှင်ခဲ့တယ် ဒါပေမဲ့ F4 မှာပိတ်ခဲ့တဲ့9ယောက်အဲ9ယောက်ကတယောက်ပဲသက်ရှင်တယ်ဝန်ထမ်း2ယောက်ကတော့ဒါတည်သွားတယ်အဲကျွန်တော်တို့ဝန်ထမ်းတွေကတော့အတီးပြူလို့ရတယ်ပေါ့အကြံတဲ့တွေတွေကြတော့ကျွန်တော်တို့အတီးပြူဖို့ခက်တယ်ဒါပေမဲ့မြောက်ဘက်ဘောက်ကလည်းကျွန်တော်တို့ရားသမျှပေါ့ဒီလေကားထိုးတင်တယ်အမဂျစီကပြိုကျပြီးပြီးသွားတယ်မြောက်ဘက်မှာကျွန်တော်တို့မှန်နေရိုက်ခွဲပြီးတော့လေကားထိုးတင်အဲလေကားပေါ့အောက်မှာလူမြောက်ထမ်းထမ်းပြီးတော့ဆေးလာတော့မြောက်ကိုကျွန်တော်တို့ရားသမျှကယ်ထုတ်ပြီးတယ် ဒီဘက်မှာလည်းကျွန်တော်တို့အဲ့လိုပဲပေါ့အဲ့ချိန်မှာမန်နေဂျာလည်းမရှိတော့ဘူးအမားကန်သူကလည်းမရှိဘူးမရှိတော့ကျွန်တော်တို့ MB 3ယောက်ပဲ MB 3ယောက်ပဲကျွန်တော်တို့အဲ့မှာကဲမန်နေဂျာတော့မရှိဘူးအမားကန်ကကျွန်တော်တို့ပဲရှိတယ်ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့မှတာဝန်ရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ဂျန်တဲ့လူတွေကိုတော်တော်များများကိုကျွန်တော်တို့ကယ်ထုတ်လိုက်တယ်အတိအကျပြောရရင်အဲ့နေရာကွာ28ရက်နေ့ညကအခန်း60နဲ့တခန်းရှိတယ်နောက်နေ့28ရက်နေ့မှာဂလင်းလုံးမဲ့နေ့မှာ အဲ12နာရီကျော်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့အနည်းဆုံး6ရက်ဒီအခန်း20လောက်ထွက်သွားတယ်အခန်း20လောက်ထွက်သွားတယ်တန်ကောင်းတာပေါ့အခန်း20လောက်ထွက်သွားတော့ကွာအဲ့မှာအခန်း20ထွက်သွားပြီဆိုရင်40လောက်ကျန်တယ်40လောက်ကျန်လာပြီအပြင်သွားတဲ့လူသွားတယ်အတွင်းထဲမှာရှိတဲ့လူရှိတယ်ဒါပေမဲ့လို့ကျွန်တော်တို့အခုလက်ရှိဒီမှာတော့ကျန်ခဲ့တဲ့အခန်း၄ထဲမှာအရှင်လည်းမရှိဘူးအဲဓာတ်ပေါ်လည်းမရှိဘူးတော်တော်များများတော့ထွက်သွားတယ်အခုအပြင်မှာပြောနေတယ်လို့ဗျအလောင်း80ရှိတာတို့90ရှိတာတို့ဆိုတော့ မဟုတ်ဘူး။ဒါဆိုတော့မရှိဘူးလားဆိုရင်ရှိတယ်။ကျွန်တော်တို့အတီးပြုလို့မရသေးဘူး။များသွားပြန်ဒီ lobby ထဲမှာပဲများသွားတာ။ဒီဘက်ဟုတ်ကဲ့။ချက်တော့ဖတ်နေတယ်။အဲ့ဒီမှာတချို့ကချက်ောက်ထွက်ပြီးသွားပြီ။ဒါပေမဲ့ lobby ထဲမှာထိုင်စောင့်နေရရှိတယ်။အဲအဲ့အဲ့ဒါမျိုးတွေပါသွားတာကြီးလည်းရှိတယ်ပေါ့နော်။အဲပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ F4 ဟာရတော့ကျွန်တော်တို့ဝင်နှား9ယောက်ပေါ့ဗျာ။ F4 4ယောက်ရဲ့ဘဲဝိုင်းလေး2ယောက်ရဲ့။အဲအဲ့4ယောက်မှာခိုင်ကြီးတဲ့2ယောက်ပဲအသက်ရှင်။နှစ်ဆက်ပြီး 29ရက်နေ့ညနေ29ရက်နေ့ကျွန်တော်တို့မန္တပိုင်းနေရာပေါ့ဗျာအဲဒီမှာကျန်တဲ့ဗိုလ်လန်တီးယားဖွဲ့တွေမလာသေးဘူးအဲမလာသေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ရှိတဲ့လူနဲ့ပေါ့အကိုဒီကျော်ဆိုတာကျွန်တော်တို့ဒီဟိုတယ်မှာလိုအပ်တဲ့များသူကိုခေါ်ခေါ်ခိုင်းလေရှိတယ်သူနဲ့ပူဖြိုးရယ်ကျွန်တော်ပြောတဲ့ပလက်တီနမ်ရယ်ကိုထွန်းရယ်အဲသူတို့ကဟိုးအောက်သေးကိုပလက်ဝင်လိုက်ဒေးဆောင်ဝင်လိုက်ပေါက်ကုန်ဝင်လိုက်နဲ့ဝင်ပြီးတော့ကျေထုတ်ခဲ့လို့29ရက်နေ့ညနေပိုင်းမှာ3ယောက်အသက်ရှင်လေးရရတယ်မိန်းကလေး2ယောက်နဲ့ယောက်သား1ယောက်ပေါ့တားဖတော်လားမတော်လားလဲကျွန်တော်တို့ မပြတ်လဲ့တာဒီလောက်အောင်ဆိုပြီးတော့ကျွန်တော်တို့အဲ့နေရာတနေကုန်ညရေတော်မပေါ့အောင်အဲ့မှာအဲ့လိုမျိုးတွေပေါ့ဒါအပြင်မှာကြတော့ကောလာဟာမျိုးစုံတွေအဲ့လိုပဲ ှိတော့929ရက်နေ့ကျွန်တော်တို့ကဟို28ရက်နေ့ကနားတာအမှန်တော့ရန်ကုန်သွားမယ်ဆိုခဏနားတာနားလဲနားအောင်ဒီမှာရောက်တာ10နာရီလောက်ရောက်တယ်ခဏနားလိုက်တော့ပစ္စည်းတွေကကားတွေရတော့ဒီရှေ့မှာပဲထားတယ်ဘာမှတော့ဘာမှမသွားဘူးလူက9ရက်9ရက်တာတက်သွားတဲ့အခါမှာဒီလိုဖြစ်သွားတာအဲ့ငရေလုံးမနေ့မှာဟိုတယ်ကိုရောက်တာလားဟုတ်ကဲ့ငရေလုံးတဲ့နေ့မှာရောက်သွားရောက်တာ28ရက်နေ့ မှာ10 10နှစ်လောက်ရောက်တယ်10နှစ်ရောက်တော့ရှေ့ကိုဆက်မသွားပဲနဲ့ကျွန်တော်တို့ကဒီမှာခဏနားလိုက်တာမနေ့မှသွားမယ်ဆိုပြီးတော့ကျုပ်ဝင်နဲ့နောက်လဲကြောင်းငရင်လောက်တယ်ဆိုတော့သူတို့ကဒီမှာအငယ်မဆင်းပြေးလာတာပြန်လဲဆင်းပြေးတော့ဂျောင်းနဲ့၃ယောက်ကဒီဘက်က၄ယောက်ကဟိုဘက်ကတာမိနေအောင်ဒီလိုဖြစ်သွားတာအဲ့တော့ကိုလေးတို့ကကြတော့ဘယ်နှလွာမှာဘယ်နှလွာလောက်၃လွာ၃လွာအောက်၃လွာမှာအခုနှစ်တဲ့နေရာဘက်မှာကြာပါ တော့ကိုလေးကရောဘယ်လိုအသက်ရှင်မမြောက်လာပါသလဲ9ရောက်ဆိုတာဘယ်သူတွေပါပါလဲ9ရောက်ကဒီလိုကျွန်တော်ကသူတို့ကဘေးကနေသူတို့ကဟာမင်းတို့ကားရဒီလိုဒီလိုဖြစ်နေပြီဆိုပြီးတော့ကားနံပါတ်နဲ့ပြောလိုက်တာတငယ်ကြီးကနေဒါလားဟာဒါဆိုမင်းတို့သွားကြည့်လိုက်ဆိုကျွန်တော်ကလာရှိုးကလိုက်လာတာဒီလိုကျွန်တော်အခုပြောတဲ့ဥစ္စာကကျွန်တော်မီးလေးပြန်ပြောပြလို့အခုခြေတော့ကျိုးတဲ့မီးလေးပြန်ပြောပြလို့လွတ်တာကကြတော့မီးလေးလွတ်တယ်မီးလေးလွတ်ရသူ့အဖေလွတ်တယ် သူ့ဥစားပေါ့သူ့ညီမတယောက်ဟိုဒီမှာကျန်တာကြတော့သူ့မယားရဲ့သူ့သားရဲ့ပေါ့ကျွန်တော်ဆိုသမီးနဲ့မိကြတာပေါ့ဒါပေါင်ဖြတ်ပလိုက်ရတယ်သူ့ညီမပေါင်ဖြတ်ပလိုက်ရတယ်ဟိုသူ့သမီးကြတော့ဒီဒါကျိုးသွားတယ်သူ့ကြတော့ကြောက်ကန့်တဲ့နှလုံးအခုတတိဆေးခံပြရတယ်မိသားစုဝယ်တယောက်နဲ့ဆိုတော့ဒီလိုဖြစ်တဲ့ဥစ္စာတော့မမြင်ချင်းမတွေ့ချင်ဘူးပေါ့ညီရဲ့ ဒါမှလည်းဒီလိုဖြစ်သွားတဲ့အတွက်တော့ဘလို့နင်းနေမှတော့ဟိုကတော့မခံစားနိုင်လို့ပေါ့ခံစားနိုင်ဘူးတော့ဒီလိုပဲပြောနေတာကလူတို့အားလုံးပိတ်ပင်သွားတဲ့လူတွေကိုလည်းဘုရားပေါ့ကောင်းအောင်နှိပ်ပံပုံကရောက်ပါစေလို့ပဲဒီလိုပဲဆုတောင်းပေးရမှာပဲကြီးတို့စောင့်တော့ကြတော့နေတိုင်းမျိုးလေးတဲ့နဲ့ကိုအသက်ရှင်မယ်လို့မျှော်လင့်ပြီးစောင့်တာလား body ကိုတွေ့ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့စောင့်တာ ဒီလိုကကိုကတော့ဒီအဖက်ရှိမယ်လို့မညော်တော့ဘူးဒီလောက်ရက်ဆိုရင်ဒါပေမဲ့ဒီနည်းနည်းအာဒီအလောင်းတွေ့တဲ့ဆိုရင်မြင်ရမလားဆိုပြီးတော့ဒီလိုရည်ရွယ်ချက်နဲ့လာစောင့်ကြည့်တာပါဟုတ်ကဲ့ မြန်မာနိုင်ငံတွင်လူသေဆုံးမှုနှင့်အပြက်အစီးများပြသောငလင်လှုပ်ခတ်ပြီး15ရက်အကြာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လင်ဇနီးကျူကျူတားအောင်ပြေဆုံးနှင့်တမီးခင်တီရီတမွန်တို့ကရတရာအဖြစ်တောင်ကြီးမြို့ရှိရွှေဘုံပွင့်စည်တီကိုထိတောင်တင်ကြကြောင်း ရန်ကုန်ခေတ္တဤတည်ရင်းမြင့်များထံမှသိရှိရသည့်ဧပြီလ17ရက်နေ့မင်းအောင်လင်းနှင့်မိသားစုကတောင်ကြီးမြို့သို့တွားရောက်ကာရွှေဘုံပွင့်စည်တီတော်ကိုထီတော်တင်ခြင်းဖြစ်ကြောင်းမင်းအောင်လင်းမိသားစုကစည်တီတော်တွင်ရွှေစင်၆ချက်သားရှိရွှေတင်ကန်းတစ်ချက်ကိုကတ်လူခဲ့သည့်အပြင်ထီတော်တင်ခြင်းနှင့်ရွှေတင်ကန်းလူချင်းတို့မှလည်းရတရားအဖြစ်လှူဆောင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီးမြို့ရှိရွှေဘုံပွင့်စည်တီကိုထီတော်တင်ရာတွင်မင်းအောင်လည်းဤမိသားစုဝင်အားလုံးကဖရာရင်ပြင်ပေါ်တွင်ဖရာထီတော်နှင့်အတူလှည့်လည်ခဲ့ကြကြောင်းသိရှိရသည်မလ28ရက်နေ့စကိုင်းငလင်ကြီးလုတ်ခတ်ပြီးနောက်မင်းအောင်လင်ကတနိုင်ငံလုံးတွင်ဧပြီလ8ရက်နေ့မှဧပြီလ16ရက်နေ့အထိညာ9နာရီတိုင်း9ရက်9ချိန်ယတနာတုတ်များရွတ်ဖက်ခိုင်းခြင်း ရှေ့တန်းစခန်းများဝင်ကြီးဌာနရုံးများတည်ရင်တပ်ဖွဲ့များတွင်ပါယတနာတုတ်ယူဖက်ပွဲများလှုပ်ဆောင်ခိုင်းခြင်းလှုပ်ဆောင်ခဲ့ပြီးနောက်ယခုနောက်ဆုံးတွင်တောင်ကြီးမြို့ရွှေဘုံပွင့်စည်တီကိုရရချီသည့်အနေဖြင့်ထီတော်တင်ခြင်းများလှုပ်ဆောင်လာခြင်းဖြစ်သည်နေပြည်တော်တခွင်မြို့ပြက်ကြီးကဲ့သို့ဖြစ်စေခဲ့သောမလ28ငလင်လှုပ်ခတ်ခဲ့ပြီးနောက်မင်းအောင်လိုင်နှင့်မိသားစုကနေပြည်တော်နေအိမ်သို့အင်းကိုကွယ်နေသည့်ဝစီပိတ်ဆရာတော်ကိုပင့်၍ရရချီခြင်းအပါဝင်ရရချီမှုများဆက်တိုက်လှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရသည်